မန္တလေးတိုင်းကျောင်းဆက်မြို့ပေါ်ကသုံးထပ်အဆောက်အအုံမှာဖွင့်လှစ်ထားတဲ့ဘူဂျိုကျောင်းမလင်တန်ကျောင်းပြိုကျပစ္စည်းကဘူဂျိုတက်နေတဲ့အသက်၅နှစ်အောက်ကလေးငယ်50ဝန်းကျင်အပါဝင်ဆရာမတချို့ပိတ်မိခဲ့တယ်လို့ဒေသခံတွေက MB ကိုပြောပါတယ်ပိတ်မိနေသူတွေကိုကုညီကယ်ဆယ်ရေးလှုပ်ဆောင်ရမှာကလေးငယ်အများစုကိုကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ပေမဲ့ဆရာမနှစ်ဦးအပါဝင်ကလေးတချို့သေဆုံးခံရမှုရှိတယ်လို့လည်းဆိုပါတယ် ခုညပိုင်း၈နာရီကျော်အထိပိတ်မိနေတဲ့ကလေးငယ်တွေကိုကယ်ထုတ်ဖို့စ조사နေစဲလို့ဆိုပါတယ်။အသေးစိတ်ကိုတော့အမတ်ပီအနေနဲ့မသိရသေးပါဘူး။ဒီကနေ့မလ28ရက်မွန်လွဲ7နာရီ50မိနစ်ဝန်းကျင်ကစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးအင်အား9.9ရီတာစကေးအင်ပြင်းဒီနေ့မလ28ရက်မွန်လွဲ7နာရီ50မိနစ်ဝန်းကျင်က စကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးအင်အား9.9ရစ်တာစကိတ်ပြင်းအားရှိတဲ့ငလင်နှုတ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်တွေပါလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်တန်ကြောင်မန္တလေးနဲ့စကိုင်းတိုင်းအပါဝင် နေပြည်တော်တောင်ကြီးပဲခူးတို့မှာလူသေးဆုံးမှုတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးအဆောင်အအပြက်တွေကြားပိတ်မိပျောက်ဆုံးနေသူတွေယာနဲ့ချီရှိနေပါတယ်။ လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုန်ခိုပါပုန်ခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ